တရုတ်နိုင်ငံရဲ့နောက်ဆုံးထုတ်လေရည်တင်သင်းမောကိုနိုဝင်ဘာလ9ရက်နေ့မှာတက်တော်ဝင်လိုက်ခြင်းအပြင်တရုတ်အမေရိကန်ရေတပ်အင်အားပြိုင်ဆိုင်မှုကိုမြစ်သက်စေလိုက်ပါတယ် ။တရုတ်နိုင်ငံရဲ့နောက်ဆုံးထုတ်လည်းဖြစ်ဆွမ်းအားမြင့်မာမှုလည်းရှိတဲ့ဖူကျန်းလီရင်တဲ့တင်မောတက်တော်ဝင်အခမ်းအနားကိုတရုတ်သမ္မတရှီကျင်းပင်ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။လျက်စစ်တန်လိုင်းလုံးစနစ် Electromagnetic Catapult System တပ်ဆင်ထားတဲ့အခုတင်မောဟာရှင်းနေပြီဖြစ်တဲ့လျောင်နင်းနဲ့ရှန်တောင်းလီရင်တဲ့တင်မောကြီးတွေထက်ပိုပြီးခင့်မိတယ်လို့ပြောလို့ရပါတယ်။ဖူကျန်းလီရေတဲ့တင်မောဟာတရုတ်နိုင်ငံကကိုရိုင်းဒီဇိုင်းထုတ်ပြီးတည်ဆောက်ထားတဲ့ပထမဆုံးလီရေတဲ့တင် င်းမောလေးဖြစ်ပါတယ်။အရင်ရှိနေပြီးနှစ်စီးတဲ့ပိုကြီးပြီးလေရင်အရေအတွက်လည်းမြန်မြားပိုတင်နိုင်ပါတယ်။ဒီလေတဲ့တင်မောကြီးဟာတရုတ်နိုင်ငံထုတ်ခင်မီလင်းရင်တွေဖြစ်တဲ့ပြင်စမမျိုးဆက် ကိုပြောင်တိုက်လင်းရင်ဖြစ်တဲ့ J35A တိုက်ခိုက်ရေးဂျက်လင်းရင်ဖြစ်တဲ့ J15 ရန်သူရဲ့ရေဒါနဲ့စက်သွေးရေးစနစ်တွေကိုဖျက်ဆီးတဲ့ J15DT လင်းရင်နဲ့ ထောက်လန်ရင်လင်းရင်ဖြစ်တဲ့ K600 လင်းရင်တွေကိုတည်ဆောက်သွားမယ်လို့စစ်ရေးသုံးသက်သူတွေကယူဆကြပါတယ်။တင်ပေါ်သက်တော်ဝင်လိုက်တဲ့အတွက်တရုတ်စစ်တပ်ဟာပုံပြီးပြင်းထန်တဲ့တိုက်ခိုက်ရေးဆွဲရည်ကိုရစီမှာဖြစ်ပါတယ်။လေရင်တွေဟာစီအပြစ်လက်နဲ့အပြစ်နဲ့သမုတ်ရတနေရာကနေထွက်ခွာနိုင်မှာဖြစ်ပါတယ်။ထောက်လည်ရေးလေရင်တွေကြောင့်စစ်မြေပြင်ကိုအဝေးကနေမြင်နိုင်စမ်းရှိလာမှာဖြစ်သလိုတရုတ်ရဲ့စီအင်အားပြသနိုင်တဲ့ area လည်းကျယ်ဝန်းလာမှာဖြစ်ပါတယ်။ တရုတ်ကလေယာဉ်သည်သင်္ဘောကြီး၃စီးအထိရှိလာပေမဲ့နျူကလ িয়ার စွမ်းရည်သုံးအပါအဝင် လေယာဉ်သည်သင်္ဘောကြီးတွေ၁၇စီးလောက်ပိုင်ဆိုင်ထားတဲ့အမေရိကန်နဲ့ရှင်တော့လိုက်မီနိုင်ဖို့အတော်ကိုလိုနေပါသေးတယ်။